ော်လာနိုင်မှုပဲကျွန်တော်တို့စူးစမ်းရမှာလားအဲကျွန်တော်စဉ်းစားမှာဘာဖြစ်လို့လဲဆိုတော့အခုလိုခေကြီးတဲ့မှာကျွန်တော်တို့ကနေတဲ့တိုင်းတဲ့စားတဲ့ရမယ်ဘာဖြစ်လို့လဲဆိုတော့ခေလည်းမကောင်းဘူးနိုင်ငံချင်းလည်းမကောင်းမပြီးမှဆိုပူဆိုးတာကွာငလင်းဒဏ်ကောအခုလိုဖြစ်နေတဲ့အဲ့စစ်ဘေးဒုက္ခတွေကတော်တော်ကြီးတိုးတယ်ဗျာဒီလားအဲကြောင့်မို့ကျွန်တော်တို့ကဟိုဘယ်လိုနေရမလဲပေါ့အခုချိန်မှာကိုဒီကိုအောက်ချုပ်နေတဲ့ခေစနစ်ကမကောင်းတယ်မြန်မာနိုင်ငံအဓိကအောက်ချုပ်နေတဲ့သူတွေကအဲ့လိုမကောင်းဘူးမကောင်းကြဘူးရမကောင်းလို့လည်းအခုထိုင်ရသူတွေကပြည်သူတွေပဲဟုတ်တယ်ဟုတ်အခုကျွန်တော်ထိုင်အောင်နေတဲ့မြန်မာတွေလည်းအဲ့ဒီတိုင်းပဲဟိုဥစ္စာအနေထိုင်ရ ရဲ့ဘဝရဲ့အဲ့လိုမျိုးတွေကိုသူတွေကခံကြမှာလေဟုတ်တယ်ဟုတ်ဒါကြောင့်ကျွန်တော်တို့ကဟိုစတေချာလေးတူတူချာချာလေးကျွန်တော်တို့ကတင်ဆင်ရမယ်ဗျာကျွန်တော်တို့တက်နိုင်တဲ့ဘက်ကကျွန်တော်လုံနိုင်ရမယ်ကျွန်တော်လုံနိုင်တဲ့ဘက်ကနေပြီးတော့အတက်နိုင်ဆုံးအကောင်းဆုံးလုံနိုင်ဖို့အရေးကြီးရဲ့ဟာငါဒီတိုင်းနေမယ်ဒီတိုင်းသွားလို့မရအောင်ခေအချိန်နေရတယ်တည့်ရတဲ့အတိုင်းပဲဟောဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခေအချိန်နေလိုက်ကျွန်တော်တို့ရဲ့ဟို lifestyle တစ်ခုတွေကအကုန်လုံးပြောင်းလဲနေလိုက်အဲကြောင့်မို့ကျွန်တော်တို့ကတကယ်ပြောင်းလဲမယ်တကယ်ခေအချိန်နေရကျွန်တော်တို့ဘယ်လိုနေထိုင်ရမလဲဘယ်လိုနေထိုင်ရကိုတက်ကောင်းမလဲအခုဆိုစစ်မှုထမ်းရမယ်ကိစ္စရဲ့နောက်ပြီးတော့ကျွန်တော်ငန်းသိန်းအ ဖြစ်တဲ့ဒုက္ခတွေအခုမြန်မာပြည်မှာဆိုရင်ကွာအကောင်ဆုံးစုစုပေါင်းတထောင်ဝင်းကျင်တောင်ရှိသွားပြီကွာဒီတိုင်းမှာတထောင်ဝင်းကျင်တောင်ဖြစ်ဖြစ်ဖြစ်သွားပြီဆိုတော့တော်တော်ဆိုင်မကောင်းဖြစ်မိရဲ့ဘာဖြစ်လဲဆိုတော့ဖြစ်တာကိုမြန်မာလူမျိုးချင်းချင်းပဲကွာကိုမြန်မာလူမျိုးချင်းချင်းကိုမကူညီဘူးသူကကူညီပါလားဟုတ်တယ်ဟုတ်ဒါကြောင့်ကျွန်တော်တို့ကကူညီတတ်ရမယ်ရှိုင်းပစ်တတ်ရမယ်တယောက်နဲ့တယောက်ဟိုနားလေတက်ရမယ်အဲ့အမှကျွန်တော်တို့လူမှုဖွံ့ဖြိုးရေးဆိုတော့တိုးတက်မှာကွာဒီလားအဲ့ကြောင့်မို့ဟိုဟိုလူကဒီလိုဒီလူကဒီလိုအဲ့လိုသွားလို့မရအောင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့သွားနေတဲ့ခေတ်ကလည်းမကောင်းအခြေအနေလည်းမကောင်းဘူးအဲ့လိုဖြစ်ခြင်းမှာကျွန်တော်တို့ကတယောက်နဲ့တယောက်ကူညီပေးမှာလို့လို့တယောက်နဲ့တယောက်ပြောရ င်တော့ရိုင်းပင်းတက်တဲ့စိတ်တဲ့ရှိဖို့လိုရဟိုလူကဒီလူတော်ဒီလူကဟိုလူတော်ဆိုသွားဆွလို့မရအောင်မြန်မာပြည်သူဂီတာကြီးကဘယ်လိုမျိုးလဲဆိုတော့အဲ့လိုမျိုးတယောက်ချမ်းသာတယောက်ကမနာလို့စိတ်ရှိရွာအဲ့စိတ်တဲ့တွေကတော်တော်ကြီးကိုမကောင်အဲ့စိတ်တဲ့တွေကိုပြင်ဖို့ကလည်းအများကြီးပဲဘာလို့လဲဆိုတော့အဲ့အဲ့လိုအတွေ့အကြုံကဘယ်လိုဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အနည်း60ပြကျွန်တော်တို့အုပ်ချုပ်ခဲ့တဲ့သူတွေကမကောင်အဲ့အနည်း60အုပ်ချုပ်ခဲ့တဲ့သူတွေရဲ့အတွေ့အကြုံမှာကျွန်တော်တို့အဲ့အားကိုရိုက်သွင်းခဲ့လို့ကျွန်တော်တို့အခုဟိုအခြေအနေဖြစ်သွားတယ်အဲ့မဲ့ကျွန်တော်နားလေတယ်အဲ့မဲ့ကျွန်တော်တို့အဲ့အားကိုကျွန်တော်တို့စီမံခန့်ခွဲတက်ဖို့လိုတယ်ဘာလို့လဲဆိုတော့ခဲ့အခြေအနေက လည်းမကောင်းဘူးကျွန်တော်တို့အဲ့လိုစိတ်ဓာတ်တွေကအဲ့လိုမျိုးရှိနေပြီဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ်ပြင်ထပ်ဖို့လိုတယ်တရားနဲ့တရားမနာလို့စိတ်တွေကိုကျွန်တော်တို့ဖယ်ရှားတတ်ဖို့လိုတယ်အဲကြောင့်အဲ့လိုမနာစိတ်တွေဖယ်ရှားတတ်အောင်လို့ကျွန်တော်တို့စူးစမ်းရမယ်အဲ့စိတ်တွေကကျွန်တော်တို့အရင်ကတည်းကအနှိမ့်60အုပ်ချုပ်ခဲ့တဲ့မင်းတွေကမကောင်းခဲ့လို့ကျွန်တော်တို့အဲ့စိတ်တွေရောက်နေတာအမဲ့ရရအဲ့လိုမျိုးလူတွေတိသွားတဲ့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ဖယ်ရှားနိုင်ရဖယ်ရှားနိုင်မယ်ကျွန်တော်တို့အဆင်ပြေမှာဟုတ်တယ်ဟုတ်ဘာလို့လဲဆိုတော့တရားနဲ့တရားမနာလို့ဖြစ်နေပြီအဲ့မနာလို့စိတ်တွေကတရားနဲ့တရားများလာပြီဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကပြောရရင်တော့ကွာပူပေါင်းမပူပေါင်းတော့ကွာသူလှုပ်ချင်တာလို့ကိုလှုပ် ချင်တာတော့အဲ့လိုမျိုးစိတ်တဲတွေနဲ့အမေကူညီစိတ်တဲမရှိတော့ပြည်ပကိုရောက်နေတဲ့သူတွေဆိုပို့ပြီးတော့ဆိုးရအောင်ဘာဖြစ်လဲဆိုတော့တရားဒုတိုင်းတရားမနာလို့စိတ်တဲမြန်မာပြည်သူပြည်သားရင်းမှရှိပြီးသားအဲ့လိုစိတ်တဲတွေကိုကျွန်တော်ပြင်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့တွန်းတမှာသေးကြတယ်ကျွန်တော်တို့အဖွင့်ရေးဟိုအဖွင့်ရေးလည်းတည်ရမှာဒိုးဝါကိုမှအားလာမှာဖြစ်ပါတယ်အကြောင်းမကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ဘာပြောရလဲဆိုတော့ငါလေးအချင်းတွေခေချေတွေကျွန်တော်တို့အုပ်ချုပ်နေတဲ့နိုင်ငံကိုကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်ထားရမလဲကျွန်တော်တို့အတွေ့အကြုံကိုဘယ်လိုမျိုးစိတ်တွေကိုဘယ်လိုပြင်ဆင်ထားဖို့လိုလဲဆိုတော့ကျွန်တော်ပြပပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီလိုအများကြီးဒီမှာနောက်တဲ့ဗီဒီယိုမှာပြန်လည်ပါမယ်ဆင်းတဲ့ဗီ video，拜拜。